ဦးနုရဲ့ကာမတဏအခန်း၂၄အနာဂပေးကြီးငါမျိုးဦးသိန်းဟာပဇင်းဖြစ်ကိုရပြည်တဲ့အခါဆရာတော်ဘုရားကဥတုံတာလို့အမည်ပေးတယ်။အဲ့ဒီလိုပေးပြီးဆုံးမစကားပြောတဲ့အနေနဲ့ဥတုံတာဟာဒီကနေ့တော့ပါရာစီက၄ပါးကိုအကျံပြင်းပြမှတ်ထားအောင်ဥဟာဒိဆာကဝင်းကြီးကိုတဖြည်းဖြည်းသင်ပေးတော့ပါလိမ့်မယ်။ရမ်းပြစ်လာရင်မိတို့မမြွေရဘူး။သူများပြစီမခိုးရဘူး။သူ့အသက်ကိုမတက်ရဘူး။ကို့မှာမတရားကိုတရား ဇန်တရားတွေရှိတယ်လို့လည်းမပြောရဘူးအဲ့ဒီလေးပါးတဲ့ကတဘာဝကိုဖြစ်စေအားလုံးကိုဖြစ်စေကျူးလွန်ရင်ပါရာဇိကကြာတာနဲ့ရဟန်းမဟုတ်တော့ဘူးဒီဘဝမှာရဟန်းပြန်လို့ခြင်းလို့လည်းမရတော့ဘူးဘလို့ကုစားလို့မှလည်းမရတော့ဘူးအဲ့ဒါကိုဥဒုံတာဟာအကျဉ်းအပြည့်မှတ်ထားအောင်နောက်ပြီးဘုန်းကြီးပြောချင်တာတစ်ခုရှိသေးတယ်ရဟန်းတွေဟာမိတော်မိဝဲခြင်းကိုရှောင်နေဆိုပေမဲ့အကျဉ်းအပြည့်ဘုဒ္ဓရာမရှိတဲ့အတွက်တချို့ရဟန်းတွေဟာမိတော်ငယ်ခုနှစ်ပါးကိုကျူးလွန်မိတယ် ဒီမိသုံးငယ်ခုနှစ်ပါးဟာယဟန်တို့ရဲ့သီလကိုညှဉ်းနှဲစေတယ်။အဲဒါကြောင့်ယဟန်ရေလိုဖြစ်လာရင်မတုကမာနဲ့နှစ်ဦးစုံမိသုံးမိဝဲတဲ့မိသုံးကြီးကိုသာရှောင်ကျင်ရမှာမဟုတ်ဘူး။မိသုံးငယ်ခုနှစ်ပါးကိုလည်းရှောင်ကျင်ရမယ်။ဒီမိသုံးငယ်ခုနှစ်ပါးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟာဒီလိုဟောထားတော်မူတယ်။ဥဒုံဒါဂယုဆိုင်ပြည်နာတော်လို့ဆရာတော်ကအမင်းရှိတယ်။ဥဒုံဒါကတင်မာဘုရားလို့ရှောက်တယ်။အခါတစ်ပါးမှာဇာနုသောနိဘုံနာဟာမြတ်စွာဘုရားကို အရှင်ဂေါရမလည်းမြတ်တဲ့အကျင့်ကိုကျင့်တယ်လို့ဝန်ခံတယ်မဟုတ်လားလို့ပြောထားပါဗျ။မြတ်စွာဘုရားကပုံနာမကျိုးမပေါက်မပြောင်းမကြတဲ့ပြည့်စုံစင်ကြယ်ပြီးမြတ်တဲ့အကျင့်ကိုကျင့်သူအကြောင်းကိုတစုံတယောက်ကပြောကျင်တယ်ဆိုရင်ငါအကြောင်းကိုပဲပြောရမယ်။ပုံနာဒီစကားဟာမှန်ရင်ငါမကျိုးမပေါက်မပြောင်းမကြတဲ့ပြည့်စုံစင်ကြယ်ပြီးမြတ်တဲ့အကျင့်ကိုကျင့်တယ်လို့မိန့်တော်မူပါတယ်။အဲ့ဒီအခါဇာနုသောဏိပုံနာကအရှင်ဂေါရမလည်း ဘလူးချင်းမာသာမကျိုးမပေါင်မပြောင်းမချားတဲ့ပြည်စုံစင်ကြပြီးမြတ်တဲ့ချင်းကိုကျင့်ရရောက်ပါတယ်လို့ထပ်ပြီးပြောတယ်။မြတ်စွာဘုရားကနံပါတ်၁ပုံနာဒီလောကမှာ တချို့တမနာပြမနာဟာမြတ်တဲ့ချင်းကိုကောင်းစွာကျင့်တယ်လို့ဝန်ခံတယ်။ဒီတမနာပြမနာတွေဟာမတုကမနဲ့အတူနှစ်ယောက်နှစ်ယောက်ပြုကျင့်ရတဲ့မိထုံကိုတော့မမီပွဲဘူး။ဒါပေမဲ့မတုကမကနန်းတာနဲ့ပုတ်သက်ပြတာစီနဲ့စုံနေပြတာရေချိုးပြတာတွေကိုတော့တာရတယ်နှစ်သက်တဲ့အလိုရှိတယ်။ နံပါတ်1ပုံနာတချို့သမဏဗျမနာကတော့မာတုကာမကဒီလိုနတ်တာနဲ့ပုတ်သက်ပြီးတာစီးနဲ့စုံနေတာရေချိုးပြီးတာကိုတော့မခံဘူးဒါပေမဲ့မာတုကာမနဲ့အတူတူစကားပြောတယ်ရေစံမောစရာတွေပြောတယ်ပြင်းပြင်းထန်ထန်ရေတယ်ပုံနာတချို့သမဏဗျမနာကတော့အခုဆိုခဲ့ပြီးတာတွေကိုမလုပ်ဘူးဒါပေမဲ့မာတုကာမရဲ့မျက်စိကိုသူတို့ရဲ့မျက်စိနဲ့တစင်းစင်းကြည့်တယ်ရှူတယ်လေးပုံနာတချို့သမဏဗျမနာကတော့ အခုဆိုခဲ့ပြတာတွေကိုမလုပ်ဘူး။နိုင်ရတဲ့ဘက်ကဖြစ်စီ၊တိုင်းတဲ့ဘက်ကဖြစ်စီရေရွှင်နေတဲ့စကားပြောနေတဲ့တချင်းဆိုနေတဲ့ငိုကြွေးနေတဲ့မာတုကမာယာတန်ကိုနားထောင်နေ။ငါပုံနာတချို့တမနာပြမနာကတော့အခုဆိုခဲ့ပြတာတွေကိုမလုပ်ဘူး။ဒါပေမဲ့ရှိကမာတုကမာနဲ့အတူ ရေရွှင်ခဲ့ဘူးလားရီစကားပြောခဲ့ဘူးလားရီပျော်ပါမြူထုခဲ့တာတွေကိုမကြာခဏအောင်မိတယ်။၆ ုံနာတချို့သမနာပြမနာကတော့အခုဆိုခဲ့ပြတာတွေကိုမလုပ်ဘူးဒါပေမဲ့ကမ္မဂုဏ်၅ပါးကိုခန်းစားပြောပါနေတဲ့တတိယစကြဝဠာသူတို့ရဲ့သားတွေကိုမြင်ပြီးတာယာတယ်လက်တက်တယ်ခွန်ပုံနာတချို့သမနာပြမနာကတော့အခုဆိုခဲ့ပြတာတွေကိုမလုပ်ဘူးဒါပေမဲ့နတ်ဖြစ်ကိုတာယာပြီးနတ်စည်းစိမ်တွေကိုခန်းစားခြင်းနဲ့စိမ်းနဲ့တီလာဆောင်နဲ့ချိုးချမ်းနဲ့မျက်လည်ခြင်းကိုခြင်းနဲ့ပုံနာအခုဆိုခဲ့ပြတဲ့ခုနှစ်မျိုးလုံးဟာ မြက်တဲ့အကျင့်ရဲ့ကျိုးမှုပေါင်းမှုပြောင်းမှုချောင်းမှုတွေပဲဖြစ်တယ်။ပုံနာဒီလိုသမဏဗေမနာမျိုးကိုမေတုံမီဝဲတာနဲ့ဆက်ဆက်နေတဲ့မမြက်တဲ့အကျင့်ကိုကျင့်သူလို့ဆိုရမယ်။ဒီသမဏဗေမနာမျိုးကိုပရိသန္တိနေခြင်း၊ဥခြင်း၊ဥဆွေခြင်း၊ငိုကြွေးခြင်း၊ဆင်းရဲခြင်း၊နှလုံးမသားရခြင်း၊ပြင်းစွာပင်ပန်းခြင်းတွေကလည်းမလွတ်သူတွေ၊ဆင်းရဲခြင်းကမလွတ်သူတွေလို့ငါဆိုတယ်။ပုံနာဒီမေတုံငယ်ခုနှစ်ပါးတည်းကတစ်ပါးပါကိုငါမှမပေးရသေးဘူးဆိုတာ ငါမြင်နေတဲ့ရွေးကာလဘလုံးငါအတုမရှိတမ္မာတံဘောဒီညံကိုထိုးထင်းပြီးတည်ပြီးလို့တမနာဗျမနာတွေမင်းနေ လူတွေနဲ့တွေဗျမာတွေကိုငါဝမခံခဲ့ဘူးပုံနာငါအတုမရှိမြက်တဲ့ရန်တမညံတမညူတညံကိုထိုးထင်းပြီးတည်ပြီးငါရဲ့ရန်တဖို့ဟာမပြည့်စုံတော့ဘူးဒီဘဝဟာငါရဲ့နောက်ဆုံးဘဝပဲဘဝတည်းတစ်ဖက်ဖြစ်ဖို့အကြောင်းမရှိတော့ဘူးလို့မြတ်စွာဘုရားကမိန်တော်မူတယ်ပုံနာလေဒီတရားကိုနားပြတဲ့အခါ ရတနာသုံးပါးကိုကိုးကွယ်စေခဲ့တဲ့ဥပဒကဖြစ်သွားတယ်။ဥဒုံဓာရီကိလေသာမကုန်သေးတဲ့ရဟန်းတွေမှာတော့ဒီမီတုံးငယ်9ပါးကိုလုံးဝပယ်နိုင်ကြအောင်မမဟုတ်သေးဘူး။အဲ့ဒီတော့ဒီမီတုံးငယ်9ပါးဟာမကြကနာဆိုသလိုဒီရဟန်းတွေရဲ့ကိုခန္ဓာအတွင်းမှာပေါ်ကြအောင်မှာပဲ။အဲ့ဒီလို ပေါ်လာတဲ့အခါဓာရီကိုတာယာပြီးစိတ်အရုံမလိုက်နဲ့နေစာတို့ကအနတ္တဆိုတဲ့လက္ခဏာရဲ့သုံးပါးကိုဆင်ရင်ပြီးမိမိစောင့်ထိုင်းနေတဲ့တိလာကိုညှဉ်းနှံစေမဲ့ ကိုယ်အမူအရာနှုတ်အမူအရာစိတ်အမူအရာတွေကိုအစွမ်းကုန်ထုတ်ပြပြီးတော့ဥဒုံတာဟာပရိယေသနာဝါစာအတွက်မဟုတ်ပဲဘေဟာတရားတန်ခါယရဏမြတ်သုံးပါးမှာတကယ်အဟုတ်မတုံမလို့ကြီးညိုယုံကြည်တဲ့စိတ်နဲ့ရံပောင်းကိုဝင်လာတယ်။အဲ့ဒီပုဂ္ဂိုလ်ဟာရှိသမျှအချိန်တွေအလားတမဖြစ်စေနဲ့ရန်တွေရထိုက်တဲ့အကျိုးတွေမှသမျှဒီဘဝမှာပဲအလုံးစုံရနိုင်အောင်ကိုစမ်းရှိတဲ့၍ညံစမ်းရှိတဲ့အကျိုးသာပါ။ဥဒုံတာဟာအပြောအဆိုမှာရောအနည်းအထိုင်မှာရော အကျံအစီမာရောကုပုံဝင်ခြင်းမှရှိကြတဲ့ရန်တွေလူတွေနဲ့တွေပြမာတွေရဲ့အချင်းညို့ကိုခံနိုင်ပါစေလို့ဘုန်းကြီးကဩဝါဒပေးလိုက်တယ်။ဘုန်းကြီးတွေတင်ဆင်းတဲ့အခါဥသိန်းရဲ့မိစေတင်ကားတွေစက်ဘက်ကလူသမားတွေကလူပဲပစ္စည်းတွေလောင်းကြတယ်။တရီကူလိုက်ဖေကတော့အလုံးများနေလို့မလာနိုင်ဘူး။တရီသမီးမမ္မီကြီးကလေးပဲလာပြီးဘုန်းကြီးတွေကိုခေါင်းဆောင်တရေစီလောင်းနေ။မမ္မီကြီးကလေးကအရက်မှာတော့သူ့အမီလိုခက်မြင့်မြင့်ပဲ ဒါပေမဲ့ကိုလုံးကိုပေါင်းမှာတော့သူ့အမေပြိုတော့ငါလို့ထွားထားကြမ်းကြမ်းမဟုတ်ဘူးတိတိတဲတဲပဲမျက်နှာကတော့သူ့အမေထက်ပိုပြီးချော်တယ်အသားဖြူတယ်ငငယ်ကသူ့ပြုံးလိုက်ရင်မျက်နှာကလေးကကြည်လွန်းလို့သူ့အမေမက်ခင်လာကိုတိုင်းကမမေကြီးဆိုတဲ့နာမည်ကိုပေးထားတယ်သူကိုရမ်းမာတော့ကတစောင်းမုံးလသူတို့ចောင်းကလောက်တဲ့မိထုံးပွဲမှာဆရာရီဆရာမတွေကကြီးကျက်ပြီးចောင်းသူចောင်းသားပရိသတ်ကားပွဲတစ်ခုလုပ်တယ်အဲ့ဒီမှာအုံမာရန်ဒီပြဿနာတစ်ခုပါတယ် အဲ့ဒီပြန်စံမှာအကြီးအားအုံမာတန်ကြီးလောက်ရတယ်။ဘုံကြီးအလုံးကြွသွားပြီးတဲ့အခါဝေကိုင်းစေးကြီးဥပခိုင်က မမေကြီးအနားကိုကပ်ပြီးခလန်းလန်းကရှောက်လာနေတဲ့မန်နေဂျာအစ်စ်ကိုမြင့်စွေကိုအမှတ်တမဲ့လက်ညှိုးနဲ့အသာထိုးပြရင်အကြီးတို့ရဲ့မန်နေဂျာအစ်စ်ကိုမြင့်စွေဆိုတာသူပဲလို့ပြောလိုက်တယ်။မမေကြီးလည်းအသာကြီးနေတယ်။ကိုမြင့်စွေအနားရောက်လာတဲ့အခါဥပခိုင်ကပဲမန်နေဂျာတတိယတော့မနက်ကမလာနိုင်ဘူး။ မမေကြီးပဲခေါဆောင်လေးလာလောင်းတယ်လို့မိတ်ဆက်တဲ့အနေနဲ့ပြောလိုက်တယ်။မမေကြီးမင်းတို့မိမိနေကောင်းရလားလို့ကိုမြင့်စွေကမေးတယ်။မမေကြီးလည်းမိမိချင်းနေကောင်းတယ်လို့ပြရမလား။နေမကောင်းဘူးလို့ပဲပြရမလားဆိုတာမဝေခွဲနိုင်ဘူး။နေမကောင်းဘူးဆိုရင်ဘာဖြစ်တာလဲလို့ဘာလို့ညာတို့လျှောက်ပြီးရှည်လာမှာဆိုတဲ့။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဆိုပြီးနေမကောင်းဘူးလို့ပဲပြလိုက်တယ်။ကိုမြင့်စွေလည်းမမေကြီးရဲ့အမေမကင်လာအကြောင်းကိုအကုန်လုံးသိပြီးပါပြီ။မိသားကလောကအနေနဲ့မေးလိုက်တာပဲ။ ဒါပေမဲ့မမ်ဘီကြီးကအဖြစ်ခက်ဆိုင်ဆိုင်ဖြစ်နေတဲ့အတွက်ဘာမှဆက်မမီတော့ပဲမမ်ဘီကြီးကျေးဇူးတင်ပါတယ်ကွယ်ဆိုပြီးဆက်လျှောက်သွားတယ်။သုံးလေးလမ်းလောက်ရှောက်မိတာနဲ့မမ်ဘီကြီးရဲ့အကြောင်းကိုကိုမြင့်ဆွေသတိမရတော့ဘူး။ကိုမြင့်ဆွေကသာသတိမရတယ်မမ်ဘီကြီးကတော့အိမ်ကိုပြန်သွားတဲ့အခါတလန်းလုံးကိုမြင့်ဆွေကိုသတိရသွားတယ်။ဒီလိုသတိရစရာအကြောင်းထူးကြီးတစ်ခုမမ်ဘီကြီးမှာရှိနေတယ်။မမ်ဘီကြီးဟာသူ့အဖေကသူ့အမေကို မရှိမလားနှိပ်စက်တာ အမြဲလိုလိုမြင်နေရတယ်။သူငငယ်လေးကလေးကသူတို့အိမ်မှာထမင်းကျက်လှုပ်လာတဲ့အင်းငယ်ဟာသူမယားလှကြီးကိုမရှိမလားနှိပ်စက်တာအမြဲလိုလိုမြင်နေရတယ်။ကျောင်းနေတုန်းကလည်းကျောင်းမှာအချိုးချင်းရောင်းတဲ့ဝဲကြော်ဟာမယားရပြီလို့တလာခွဲတော့ပဲရှိသေးတယ်။တဘုံဘုံနဲ့မယားကိုရိုက်နေတာတွေမယားကလည်းအော်ဟစ်ပြီးအိမ်မောကဆင်းဆင်းပြေးရတာကိုမမေကြီးအေးမောများစွာမြင်ခဲ့ရတယ်။နောက်တော့ကျောင်းသားမှမနေရဘူးလို့ ဒီဝဲကျော်လင်မယားကိုဆရာမကြီးကိုယ်တိုင်နှင်ပစ်ခဲ့ရတာကိုလည်းမမေ့ကြည့်သိနေတယ်။ကျောင်းသားကပြောင်းသွားလို့တလားတော့ကြာတော့ဝဲကျော်ရဲ့မိမတောင်းတင်ကလေးဟာကိုဝန်ကြီးနဲ့ကျိုးဆဲချတရားရှာတာကိုလည်းမမေ့ကြည့်သိနေတယ်။နောက်ပြီးတော့သူ့မိမိနဲ့ညီမဝမ်းကွဲတော်တဲ့မလောင်ဝေးဆိုတာလေမဆုံးခင်တုန်းကအိမ်လာတဲ့အခါတိုင်းသူ့လင်နှိမ့်ဆက်တဲ့အကြောင်းကိုပြောပြောပြီးချုံးခွေးချငုံငုံသွားတာကိုလည်းမမေ့ကြည့်ကလေးဟာမြင်လဲမြင်ခဲ့ရတယ်။ကြားလဲကြားခဲ့ရတယ်။ ဲ့ဒီတော့ယောက်ျားဆိုတာကို့ထက်အားငယ်တဲ့မိန်းမကိုအနိုင်ကျင့်တတ်တဲ့နှိမ့်ဆက်တတ်တဲ့ရက်ဆက်ကြံကြုတ်တဲ့တတ္တဝါတစ်မျိုးပဲလို့မမေကြီးရဲ့အုံနောက်ထဲဥရဲအသေးသေးရိုးရင်းချင်းစီထဲမှာအဆွေကြီးဆွဲနေတယ်။မမေကြီးဟာရှစ်တန်းကိုရောက်ကလေးကဒဏ်ရာကြီးတအုပ်ထားပြီးတခြားအကြောင်းတွေထက်ယောက်ျားတွေကမိန်းမတွေကိုနှိမ့်ဆက်တဲ့အကြောင်းတွေကိုပိုပြီးမှတ်တာပဲ။သူ့ဒဏ်ရာကြီးထဲမှာအမတ်ရဆုံးပုဂ္ဂိုလ်နှစ်ယောက်ကတော့တခြားသူတွေမဟုတ်ပါဘူးသူ့အဖေနဲ့ထမင်းချက်သမား အင်းငိမ့်လို့ပဲဖြစ်တယ်။မမေကြီးဟာသူ့အဖေက သူ့အမေကိုနှိပ်စက်ပုံတွေတည်တည်ချာချာဆုံဆုံလင်းလင်းရေးထားတဲ့ဒဏ်ရာရအဟောင်းတွေကိုတစ်ခါတစ်ခါပြန်ပြီးဖတ်တယ်။အဲ့ဒီလိုဖတ်တိုင်းသူ့ဟာသူမျက်ရည်ကျတယ်။သူတွေမဟုတ်ပါဘူးအဲ့ဒီဒဏ်ရာကြီးကိုတခြားသူတွေဖတ်ရင်လည်းကြောက်လို့မှတဲ့နှလုံးသားရှိသူတွေသာမဟုတ်ရင်မျက်ရည်ကျရမှာပဲ။အဲ့ဒီလိုဖြစ်ပြီးမမေကြီးဟာယောက်ျားဆိုရင်တိတ်ပြီးနင်းကန်ပြီးအယမ်းဖြစ်ပြီးအစွမ်းကုန်ဦးရဲအသေးလေးကပါမုံနေတယ်။ အဲ့ဒီယောက်ျားတွေကိုတိတ်ပြီးနင်းကန်ပြီးအရန်ဖြစ်ပြီးအစွမ်းကုန်ဥရဲသေးတဲ့ကဘာမုံနေတယ်ဆိုတာကိုမကွက်မတော်ပဲသူ့တန်ရာကြီးမှရေးထားတယ်ဒီလိုပဲယောက်ျားမှန်ရင် အမုံကြီးမုံနေတယ်ဆိုတဲ့စာရီဟာသူ့တန်ရာကြီးရဲ့နှစ်ရချာသုံးရချာတော့မှလို့လို့ပဲတွေ့နိုင်တယ်သူ့အမေဟာအသက်16နှစ်မှအိမ်တော်ပြူရတယ်အဲ့ဒါကိုမမေကြီးဟာသူ့အမေစီကသိတယ်အဲ့ဒါကြောင့်16နှစ်တည်းကိုရောက်တဲ့အခါမှာရေးတဲ့တန်ရာကြီးတွေမှဆိုရင်အင်မတန်ထူးခြားတဲ့စာတမျိုးကို နှစ်ရက်ခြားသုံးရက်ခြားမှလို့လို့ပဲတွေ့ရတယ်။ဒီစားကတော့တခြားမဟုတ်ဘူး။သူကယောက်ျားဆိုရင်ကြိုးတဲ့ကစိတ်နေအောင်ကြောက်တယ်။မုန်းနဲ့အင်မတန်မုန်းတယ်။ယုံနဲ့အင်မတန်ယုံတယ်။ဒါကြောင့်သူ့ကိုသူ့မိဘတွေကယောက်ျားယူဖို့ပြောရင်မယူချင်ဘူးလို့သူညင်းမယ်။ညင်းလို့မရဘူး။အတင်းယောက်ျားပေးရမယ်ဆိုရင်သူဇွဲကျူးချပြီးတည်မယ်။တည်မယ်။တည်မယ်။အဲ့ဒီလိုပြင်းပြထန်ထန်ရေးထားတဲ့စာမျိုးတွေပဲဖြစ်တယ်။ဒိုင်ယာကြီးရဲ့တခြားနှစ်နေရာသုံးနေရာမှာ ထူးခြားတဲ့လေလုံစာမျိုးကိုလည်းတွေ့ရသေးတယ်။အခန်းထဲမှာကျူရန်လုပ်ဖို့ဆိုပြီးထမင်းချက်သမားအင်းငင်းရဲ့မိန်းမလှကြီးကိုကျူအဝယ်ခိုင်းတယ်။နှစ်ချက်တမတ်ပေးရတယ်။လှကြီးပထမဝင်လာတဲ့ကျူဟာသေးရင်သေးနေမယ်။ကျူသေးပြီးပြတ်သွားရင် သူဟာမသိမရှင်းဖြစ်နေမယ်လို့ညချာမှတွေးကြည့်မိတယ်။ဒါကြောင့်နောက်တနေ့မှကျူကြီးကြီးတစ်ချောင်းနဲ့ပြန်လဲရတယ်။ကျူဟာသူ့ကိုဒုက္ခတွေကကယ်မှာဖြစ်တဲ့အတွက်ဒီကျူဟာသူ့ကျေးဇူးရှင်ကျူဖြစ်တယ်လို့ရေးထားတာတွေကိုလည်းတွေ့ရတယ်။ အဲ့ဒီလောက်အထိယောက်ျားဆိုရင်မုန်းနေတဲ့သူဟာကိုမြင့်ဆွေနဲ့စကားပြောပြတဲ့အချိန်ကစပြီးကိုမြင့်ဆွေရဲ့မျက်နှာအထူးသဖြင့်ဆူးရှတောက်ပြောင်းတဲ့မျက်လုံးနှလုံးဟာသူ့မျက်စိထဲမှာတဘောတည်းပေါ်နေတယ်။မမေကြီးမင်းတို့မိမိနေကောင်းရဲ့လားလို့ကိုမြင့်ဆွေကမေးလိုက်တာကလေးတွေနောက်ပြီးတော့အေးမမေကြီးကျေးဇူးတင်ပါတယ်ခွေးလို့ပြောလိုက်တာကလေးတွေဟာလည်းမမေကြီးကလေးရဲ့နားထဲမှာတကြားတကြားနေတယ်။အဲ့ဒါနဲ့အိမ်ပြန်ရောက်ချင်းသူ့အမေစီကိုတွားပြီး ပဇင်းကံမှာခုံးဆောင်လောင်းခဲ့တဲ့အကြောင်းကိုပြောတယ်။အမျှဝေတယ်။မန်နေဂျာအစ်စ်ကိုမြင့်ဆွေဆိုတာကိုလည်းတွေးခဲ့ရအောင်ပြောတယ်။မန်နေဂျာကလည်းမိမိနေကောင်းရဲ့လားလို့မေးလိုက်တဲ့အကြောင်းသူကလည်းမိမိနေမကောင်းဘူးလို့ပြောလိုက်တဲ့အကြောင်းလေးကိုပြောပြတယ်။အဲ့ဒီလိုပြောပြတာနဲ့သူ့အခန်းကိုသွားဘီဟိုကိုတော့နေဖွင့်ဒါယာယီကိုထုတ်ပြီးဒီလိုရေးနေတယ်။ဒီကနေ့ဦးသိန်းရဲ့ပဇင်းကံမှာမန်နေဂျာအစ်စ်ကိုမြင့်ဆွေနဲ့တွေ့တယ်။သူ့ကိုကြည့်ရတာဖိဖိလိုလူယုံမာတော့ဟုတ်မယ်မထင်ဘူး။ ူမျက်လုံးတွေမှာတကူးတွေရှိတယ်ထင်တယ်။ငါမျက်လုံးနဲ့သူ့မျက်လုံးတွေသုံးလေးခါတော့ဆိုင်းမိတယ်။ဒီလိုဆိုင်းမိတဲ့အခါတိုင်းငါတကူးလုံးဖြန်းကလေးဖြန်းကလေးဖြစ်ဖြစ်သွားတယ်။သူ့အတန်းကလည်းတိတ်ပြေးသားရတာပဲ။ဖိဖိအတန်းလည်းတော့ဖြောင်ဖြောင်ကြီးစန့်ကျင်နေတယ်။ဖိဖိအတန်းကိုကြားရတိုင်းအတန်းကြားရင်မုန်းပါစေဆိုတဲ့ဆုတောင်းပြည့်လိုပဲထင်ပါရဲ့။ငါတိတ်မုန်းတာပဲ။ကိုမြင့်စွေအတန်းကတော့အတန်ကြာတနာပါစီဆိုတဲ့စူတောင်းပြည့်တယ်ထင်တယ်။သူ့အတန်ကြာတာနဲ့သူ့ကိုမတနာပဲမနေနိုင်ဘူး။ ေဖေအတန်ဟာညတကောင်လောက်ငှဆိုးထိုးတဲ့အတန်နဲ့တူတယ်။ကိုမြင့်စွေရဲ့အတန်ဟာမနက်စောကြီးမှကြားရတဲ့ဩဝါဒနဲ့တူတယ်လို့ရေးထားတယ်။ညအိခိုင်နေကြတော့ဒါယာကြီးကိုဒီလိုဆက်ရေးပြန်တယ်။လူတွေကိုဂုံချူးစားရအောင် လူရောဖန်ဆင်းထားတဲ့ဘလူးတွေဟာလည်းသူတို့လက်တွင်ကိုလူတွေမရောက်သေးသေး၍သူတို့ကိုကို တိတ်ချစ်စရာတနာစရာစုံမစရာကောင်းအောင်ဖန်ဆင်းထားကြတာပဲ။လူတွေကအပြင်ရုပ်ကိုအဟုတ်ထင်ပြီးသူတို့ကြော်ခွင်းတွေကိုရောက်တော့မှ လူရုပ်ကိုစွန့်အဆွဲရီကိုထုတ်ဂုံချိုးစားတာပါပဲမိကြီးနင်းတတိသာနင်းတေးစီကိုနင်းဖို့မစားကျင်တယ်လို့ဆက်ရေးပြီးအိယာထဲဝင်သွားတယ်အိယာထဲမှာမရသေးဘူးပလက်နိုင်ရင်နှစ်ဘူးကိုလက်တင်ပြီးစဉ်းစားလိုက်ညာဘက်ကိုစောင်းစဉ်းစားလိုက်ဘယ်ဘက်ကိုစောင်းစဉ်းစားလိုက်နဲ့တဏှာလောက်ကြတဲ့အခါအိယာထဲကထွက်လာပြန်တယ်ဘီယိုကိုပြန်ဖွင့်ဒဏ်ရာရီကိုထုတ်ပြီးလူတယောက်ကို တခါတည်းတွေ့ရုံနဲ့လူစိုးလူဖြစ်စေလူကောင်းလူဖြစ်စေဆုံးဖြတ်တာဟာမကောင်းဘူးလို့ဆက်ရေးပြန်တယ် မမေကြီးကလေးဟာမုံစီချိုကိုရမလားမရဘူးလားမသိရသေးခင်နှုတ်ခမ်းတာနဲ့တဲမတဲပါမလားလို့တယောက်တည်းဖြစ်နေတာကိုကိုမြင့်ဆွေတယောက်ကတော့ဘာမှမသိဘူးတန်ဒီလုံးပင်ပန်းနေတာနဲ့မမေကြီးတန်ရာကြီးကိုထပြီးရေးနေတဲ့အချိန်မှာကိုမြင့်ဆွေဟာသူ့အိမ်မှာအိမ်မောကြနေတယ်ဥပစင်းဥဒုံနာလည်းဆရာတော်ဘုရားရဲ့ညွန်ကြားချက်အရဥရဒိသစီမှာအရေးကြီးတဲ့ဝိနည်းအစိပ်ပိုင်းလေးကိုသင်နေတယ်လာပြင်းနေညနေခင်းရောက်တဲ့အခါသာသနာ့ကျိတ်တာမှာရှိကြတဲ့ယဟန်တွေအားလုံး တိမ်ထဲမှာဥပုပ်ပြီးလာတယ်။ဥပုပ်ပြုပြီးတဲ့အခါဆရာတော်ဘုရားကယန်းတွေကိုဒီလိုဩဝါဒပေးတယ်။အခါတစ်ပါးမှာရှင်တော်မြတ်ဘုရားဟာယန်းတွေကိုဒီလိုမိန့်ကြားတော်မူတယ်။ယန်းတို့အနာဂတ်ပြီးငါးမျိုးတို့ဟာအခုအခါမဖြစ်ပေါ်သေးဘူး။နောက်အခါဖြစ်ပေါ်လိမ့်မယ်။ဒီပြီးတွေကိုသင်တို့သိရမယ်။အဲ့ဒီလိုသိပြီးဒီပြီးတွေပျောက်ကွယ်သွားအောင် သင်တို့အားထုတ်ရမယ်။ဒီပြီးငါးမျိုးဆိုတာဘာတွေလဲ။ယန်းတို့အနာဂတ်ကာလမှာယန်းတွေဟာ ိုအင်ဒရီမရှိသူတီလာကိုမပွားများသူတမာရီကိုမပွားများသူပညာကိုမပွားများသူတွေဖြစ်လိမ့်မယ်ဒီလိုယဟန်တွေဟာသူတစ်ပါးကိုဥပစေဆရာလုပ်ပြီးယဟန်ခံပေးကြလိမ့်မယ်ဒီဥပစေဆရာတွေကိုယ်တိုင်ကကိုအင်ဒရီရှိသူတွေတီလာတမာရီပညာကိုပွားများကြသူတွေမဟုတ်တော့ဒီဆရာတွေဟာသူတို့ရဲ့တပည့်တွေကိုလွန်မြတ်တဲ့ကိုအင်ဒရီလွန်မြတ်တဲ့တီလာလွန်မြတ်တဲ့တမာရီလွန်မြတ်တဲ့ပညာနဲ့ပတ်သက်ပြီးဆုံးမနိုင်ကြမှာမဟုတ်ဘူး အဲ့ဒီတပည့်တွေကလည်းဥပ္ပစေဆရာတွေဖြစ်လာကြတဲ့အခါသူတို့ရဲ့တပည့်တွေကိုလုံမြတ်တဲ့ကိုယ်အင်းတွေလုံမြတ်တဲ့သီလလုံမြတ်တဲ့တမာတိလုံမြတ်တဲ့ပညာနဲ့ပတ်သက်ပြီးဆုံးမနိုင်ကြမှာမဟုတ်တော့ဘူးအဲ့ဒီလိုတရားပျက်စီးတာကြောင့်ဝိညာဉ်ပျက်စီးမယ်ဝိညာဉ်ပျက်စီးတာကြောင့်တရားပျက်စီးမယ်ယဟန်တို့ဒုတိယအနာဂတ်ပြီးလဲရှိသေးတယ်ယဟန်တို့နောက်အခါမှာယဟန်တွေဟာကိုယ်အင်းတွေသီလတမာတိပညာကိုမပွားများသူတွေဖြစ်ကြလိမ့်မယ် ဒီယဟန်တွေဟာသူတို့ကိုယ်တိုင်က ကိုအင်ဒရီသီလသမားတွေပညာကိုမပွားများကြပဲသူများကိုလက်သီးပေးကြရိမ့်မယ်။ဆရာတွေကိုယ်တိုင်ကကိုအင်ဒရီသီလသမားတွေပညာကိုမပွားများထားကြတဲ့အတွက်သူတို့ရဲ့တပည့်တွေကိုလွန်မြတ်တဲ့အင်ဒရီလွန်မြတ်တဲ့သီလလွန်မြတ်တဲ့သမားတွေလွန်မြတ်တဲ့ပညာနဲ့ပတ်သက်ပြီးဒီဆရာတွေဟာဆုံးမနိုင်ကြမှာမဟုတ်ဘူး။အဲ့ဒီတပည့်တွေဟာဆရာတွေဖြစ်လာကြတဲ့အခါမှာလဲသူတို့ရဲ့တပည့်တွေကို လွန်မြတ်တဲ့ကိုအင်းတွေလွန်မြတ်တဲ့သီလလွန်မြတ်တဲ့တမာတိလွန်မြတ်တဲ့ပညာနဲ့ပတ်သက်ပြီးဆုံးမနိုင်မှာမဟုတ်ဘူးယဟန်တို့အဲ့ဒီလိုတရားပြစီတာကြောင့်ဝိနည်းပြစီမယ်ဝိနည်းပြစီတာကြောင့်တရားပြစီမယ်ယဟန်တို့တတိယအနာဂတ်ပြည်လည်းရှိသေးတယ်ယဟန်တို့နောက်အခါမှာယဟန်တွေဟာကိုယ်တိုင်ကကိုအင်းတွေသီလတမာတိပညာကိုမပွားများသူတွေဖြစ်ကြလိမ့်မယ်ဒီယဟန်တွေဟာကိုယ်တိုင်ကကိုအင်းတွေသီလတမာတိပညာကိုမပွားများကြပဲ့ အဘိဓမ္မကထာနဲ့ဝေဒနာကထာတို့ကိုဟောပြောကြလိမ့်မယ်။ဒီယန်းတွေဟာသူတို့ကိုယ်တိုင်အကုသိုလ်တွေပွားများနေကြတဲ့အတွက်သူတို့ဟောကြားတဲ့တရားတွေမှာပါတဲ့သဘောတရားတွေကိုသူတို့ကိုယ်တိုင်နားလည်ကြမှာမဟုတ်တော့ဘူး။ယန်းတို့အဲ့ဒီလိုတရားပြည့်စည်တာကြောင့်ဝိနည်းပြည့်စည်မယ်။ဝိနည်းပြည့်စည်တာကြောင့်တရားပြည့်စည်မယ်။ယန်းတို့သရုပ်ရအနာဂတ်ပြီးလည်းရှိသေးတယ်။နောက်အခါမှာယန်းတွေဟာကိုယ်အင်းတွေတိရသမားတွေပညာကိုမပွားများတဲ့သူတွေဖြစ်ကြလိမ့်မယ်။ ဒီရန်တွေဟာကိုတိုင်းကကိုအင်းတည်းသီလသမားတွေပညာကိုမပွားများကြုံမခါသေးဘူးမြတ်စွာဘုရားရဲ့လောကမှာထွမြောက်ကြောင်းဖြစ်တဲ့တုတ်တန်တရားတွေကိုဟောကြားရင်လေဒီရန်တွေဟာကောင်းကောင်းနိုင်ဦးကြမှာမဟုတ်ဘူးနားတော်ကြမှာမဟုတ်ဘူးဒီတရားတွေကိုသိရှိနားလည်ခြင်းနဲ့စိတ်တွေဖြစ်မှာမဟုတ်ဘူးဒီတုတ်တန်တရားတွေဟာအဖန်တလဲတဲ့အသင်ယူအပ်လိလာအပ်တဲ့တရားတွေလို့လဲမမှတ်ယူကြတော့ဘူးကြပြားစရာတွေတာသနာပြုစရာတွေ စမ်းစမ်းကြဲကြဲရေးသားဟောပြောနေတဲ့သုတ်တံပါဠိတွေကိုသာဒီရန်တွေနိုင်ယူကြလိမ့်မယ်။နားထောင်ကြလိမ့်မယ်။တင်နာလေခြင်းနဲ့စိတ်တွေဖြစ်လိမ့်မယ်။အဲ့ဒီသုတ်တံတရားတွေကိုသာအဖန်တည်းလဲလဲသင်ယူအပ်လေးလာအပ်တဲ့တရားတွေလို့မှတ်ယူကြလိမ့်မယ်။ယဟန်တို့အဲ့ဒီလိုတရားပြည့်စည်တာကြောင့်ဝိနည်းပြည့်စည်မယ်။ဝိနည်းပြည့်စည်တာကြောင့်တရားပြည့်စည်မယ်။ယဟန်တို့ပြင်စမအနာဂတ်ပြည့်လဲရှိသေးတယ်။နောက်အခါမှယဟန်တွေဟာ ကိုအိန္ဒြေတိလသမာဓိပညာမပွားများကြသူတွေဖြစ်ကြလိမ့်မယ်။မထေရကြီးရဟန်းတွေဟာပစ္စည်းများဖို့အတွက်သာခြင်းကြလိမ့်မယ်။တိတ်ခါကိုရှော့ရော့ပေါ့ပေါ့ခြင်းကြလိမ့်မယ်။အပယ်လေးပုံကိုကြစီတတ်တဲ့တရားမှာရှိသွားကောင်းဆောင်တွေဖြစ်ကြလိမ့်မယ်။နေပင်ရောက်ချောင်းတရားမှာတောင်ုံမဲ့ဖြစ်ကြလိမ့်မယ်။မရောက်သေးမရသေးတဲ့ဇံမတ်ဖို့တွေကိုရောက်ဖို့ရဖို့မျက်မှောက်မပြုရသေးတဲ့နေပင်ကိုမျက်မှောက်ပြုဖို့ကြိုးစားအားထုတ်ကြတော့မှမဟုတ်တော့ဘူး။နောင်လာနောက်သားတွေကလည်း ူတို့မြင်နေရတဲ့ဆရာရီနောက်ကိုအစင်တစ်ဆိုင်လိုက်ကြလိုက်မယ်။အဲ့ဒီနောင်လာနောက်သားတွေလည်းပစ္စည်းပေါများအောင်သာကျင်းကြလိုက်မယ်။တိတ်ခါကိုရှော့ရှော့ပေါ့ပေါ့ကျင်းကြလိုက်မယ်။အပယ်လေးပုံကိုကြားစီတဲ့တရားတွေမှာရှည်သွားကောင်းဆောင်လေးဖြစ်ကြလိုက်မယ်။နေပင်ရောက်ချောင်းတရားတွေမှာတောင်းအောင်ပဲဖြစ်ကြလိုက်မယ်။မရောက်သေးမရသေးတဲ့ဇံမတ်ဖူတွေကိုရောက်ဖို့ရဖို့မျက်မှောက်မပြုရသေးတဲ့နေပင်ကိုမျက်မှောက်ပြုဖို့ကြိုးစားအားထုတ်ကြတော့မှမဟုတ်တော့ဘူး။ယဟန်တို့အဲ့ဒီလိုတရားပြည့်စည်တာကြောင့် ဝီနည်းပြည့်စည်မယ်ဝီနည်းပြည့်စည်တာကြောင့်တရားပြည့်စည်မယ်ယဟန်တို့ဒီဘေးကြီး၅မျိုးကအခုမဖြစ်သေးဘူးနောင်ကိုဖြစ်နေမယ်ဒီဘေးကြီး၅မျိုးကိုသင်တို့သိရမယ်ဒီလိုသိပြီးဒီဘေးကြီးတွေပပျောက်သွားအောင်သင်တို့စ조사အထောက်ကြရမယ်လို့ရှင်တော်မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်အခုဒီမှာရောက်ရှိနေကြတဲ့ယဟန်တန်ဃာတွေအားလုံးဟာဘုရားသားတော်များဖြစ်ကြတဲ့အတိုင်းဒီဘေးကြီးတွေမပေါ်သေးရင်လည်းမပေါ်ရအောင်ပေါ်ပြီးနေရင်လည်းပပျောက်သွားအောင် ကိုစွမ်းရှိတဲ့၍ဉာဏ်ဆန်းရှိတဲ့၍ကြိုးစားအားထုတ်ကြဖို့တပည့်တော်တိုက်တွန်းပါတယ်လို့ဆရာတော်ဘုရားကအမိန့်ရှိပါတယ်။